အားလုံးပဲမင်္ဂလာပါပေါ့နော်ဒါကမနက်က8နာရီခွဲလောက်မှာဈေးထသွားတာပေါ့နော်ဒီလေကူမြို့မဈေးကိုသွားတယ် ဂတ်စ်လေးလည်းဖြည့်ဖို့လိုနေတယ်ပြီးသွားလို့ရှိရင်ကြက်တုံပါညာလည်းအများကြီးကုန်နေပြီဖြစ်တဲ့အတွက်နော်အာဈေးသွားဝယ်တာပါဈေးရောက်တဲ့ပုံနေဗီဒီယိုတွေကတော့ကျမတော့မရိုက်ဖြစ်ဘူးပေါ့နော်ဘာဖြစ်လို့ဆိုဈေးရောက်ရင်ကိုကကိုအပူနဲ့ကိုကကိုရှာဖွေဝယ်ယူနေရတယ်ဓာတ်ပုံနေဗီဒီယိုတွေအဲ့လိုဖုန်းတကားကားနဲ့မလုတ်တက်တာလည်းပါတယ်သူများဘလော့ရိုက်တက်တဲ့လူတွေဆိုရင်တကယ်အားကြရတယ်ကိုကအဲ့ဒါတွေမလုတ်တက်ဘူးအဲ့တော့ဒါလေးကဒီမနေ့စောစော မြူဆိုင်နေတဲ့အချိန်ပေါ့အမ်ပြောရရင်ဒီနှစ်ညရာဒီကအရန်ကို မှာပူမယ်ထင်ပါတယ်မနေ့အစောစောဆိုမြူတွေဆိုင်နေပြီးညနေလေပိုင်းနေဆိုပူတာမခံစားနိုင်ဘောနော်ပြီးတော့နောက်တစ်ခုကကျမတို့နေတဲ့ရွာလေးကဒါကတော့ဒါဒါလမ်းမာရာဒန်လေးမိန်လမ်းမပေါ်တက်တာပါလမ်းလျှောက်တယ်ဆိုလို့ရှိရင်15မိနစ်လောက်တော့ကြာတယ်ဘောနော်ဆိုင်ကယ်လို့ပါအောင်နဲ့ဆို5မိနစ်လောက်ဆိုရောက်တယ်ပေါ့ဟုတ်လား အဲ့တော့ဒါလေးကရန်ကုန်တိုင်းလက်ကူးမြို့နယ်ရဲမုံကျွေးရွာမှာရှိတဲ့ကရင်ကုန်းပိုင်းမှာနေတာဖြစ်ပါတယ်။ဒီမိန်လမပေါ်ကိုဒီကွန်ကရစ်လမ်းတောက်လျှောက်ပောက်ပါတယ်။ရွာထဲမှာလည်းကွန်ကရစ်လမ်းနေနေပဲရှိပါတယ်နော်။အဲ့တော့ကြောင်လည်းမကြပါဘူး။ဒီဘက်ဒီမှာကနေလို့လည်းအရန်ကောင်းပါတယ်။ဟိုပြောလို့ရှိရင်ကုန်စင်းလုံးနေလဲတအားကြီးဟိုဒီပြောရမယ်ဆိုဒီဘက်မှာအသီးရွက်တွေကပေါ်တယ်လीနော်။အဲ့တော့နေလို့ထိုင်လို့ကောင်းတယ်။အမ်ပြီးရင်ကြောင်နီစေးနီနောက်တစ်ခုထပ်ပြောချင်တာကကြောင်နီစေးနီ အကုန်နီးတယ်ပေါ့နော်ပြီးတဲ့ခါထပ်မေးကြတယ်ပေါ့ဝါဒီဘက်ဒီမှာခြံစည်းတွေဘယ်လောက်ရှိလဲဆိုရင် ပုံမှန်တိုင်းမှာပဲနော်အန်ဒီရွာဘက်ဆိုလို့ဈေးတက်တာမယ်ပါမယ်မထင်လိုက်ပါနဲ့ဒီဘက်မှာကဟိုပြောရမယ်ဆိုရင်တော့ဒီဂျိုးကြီးရန်ကုန်မြို့ထဲမှာရှိတဲ့အဲရက်ွက်တွေထပ်တော့ဈေးတက်တာတော့ပေါ့နော်ဒီဘက်မှာအေးအေးချမ်းချမ်းရှိတယ်ပေ20ပေ60အကွက်ဆိုလို့ရှိရင်ပြင်းပြအနေနဲ့340နီးပါးလောက်တော့ပေါက်နေပါတယ်ဒီဘက်မှာနော်ဒါပေမဲ့ကျွန်မမှလည်းရောင်းမဲ့အချ channel မရှိပါဘူးကျမ channel လည်းကျမပြန်မအောင်ပါဘူးပြီးွားလို့ရှင်သူများလာကြည့်ရဲ့ခါကျရင်လည်းကျမပြရတော့မပြပေးတတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲ channel ဆိုတာကဝယ်ရတာအရန်ကိုနှက်ကြည့်ပါတယ်အလိန်ညာတွေခံရတယ်ဆိုလည်းကျမတာဝန်မြူပေးနိုင်တဲ့အတွက်ကြောင့်မလို့ကျမအဲရှာရှည်ပြီးတော့လဲပေါ့နော်သူများကိုမခေါ်မဖိတ်ခေါ်ပါဘူးနော်အဲ့တော့ဝယ်ခြင်းနဲ့တိခြင်းနဲ့ဆိုရင်ဒီမှာဟိုကိုပါကိုကိုကြိုက်တဲ့နေရာလေးတွေအတိရှိတယ်ဆိုရင်လာကြည့်ပါနေလို့တော့အရန်ကောင်းပါတယ်ဒီဘက်မှာလေအဲကွန်ကရစ်လန်အဓိကတော့မင်းလမကြီးနဲ့ကွန်ကရစ်လန်ပေါက်တယ်ရေမ ီးအစုံလင်းရတဲ့ wifi line တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ပါနောက်နောက်မှမှ channel ကပို့ပြီးတော့မှဈေးတွေတက်လာမယ်လူကြီးများပြားလာတဲ့အတွက်ကြောင့်မလို့နေရာတွေပေါ့နော်ကျိုးတခင်းစာနေရာရဖို့တော်တော်ရှားလာမှာဖြစ်တဲ့အတွက်အခုလေးကကိုယ်မှာဝင်ငွေလေးရှိတယ်ဆိုလို့ရှိရင် channel လေးတွေဝယ်စုထားပါဒါတွေအကုန်လုံးရွာမြေတွေဖြစ်ပါတယ်ပေါ့နော်